မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့သာသနာဆောင်နမင်းကြီး၄ပါးနှင့်အန္တရာယ်ကင်းစိကြကာထာဆိုတဲ့အကြောင်းအရာလေးနဲ့ဝေမျှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျသာသနာဆောင်နမင်းကြီး၄ပါးကာထာတော်ပုရတိမေနတတရထောဒက္ခိနေနာ ဝိရုလကောပစ္စည်းမေနာဝိရုပကောကုဝေရောဩတရံတိတံသတ္တရောတိမဟာရာဇာလောကပါလာယတတိနောတေပိအမေနုရခန္တုအာရောဂေနဒုခေနသကျွန်တော်နောက်တစ်ခေါက်ရွတ်စိုးပူဇော်ပေးပါမယ်နမင်းကြီးလေးပါးဂါထာတော့ ပရတိမေနာဒါဒရထောဒက္ခိနေနာဝိရလကောပစ္စည်းမေနာဝိရပကောကုဝေရောဩတရံဒိတံစန္ဒရောတိမဟာရာဇာလောကပါလာယတတိနောတေပိအံမေနုရခန္တုအာရောဂေနဒုခေနသာနာမင်းကြီးလေးပါဂါထာရဲ့အနတ္တိပေကပရတိမေနာ မြင့်မိုတောင်ဤအရှင်မျက်နာဌာန၌ဝတ္တန်သောအာနာဖြံမိုအိုးဆိုးဆန်နေသောနန္ဒရထနမင်းကြီးသည်၎င်းဒက္ခိနေနာမြင့်မိုတောင်ဤတောင်ပင်းမျက်နာ၌ဝတ္တန်သောအာနာဖြံမိုအိုးဆိုးဆန်နေသောဝိရုလကောဝိရုလကနမင်းကြီးသည်၎င်းပစ္စည်းမေနာမြင့်မိုတောင်မှာအနောက်မျက်နာဌာန၌ ဝတ္တံသောအာနာဖြံမောဩဆိုးဆန်နေသောဝိရုပခောဝိရုပခနမင်းကြီးတိ၎င်းဩတရံတိတံမြင့်မိုတော်မှာမြောက်ဖန်မျက်နာဌာန၌ဝတ္တံသောအာနာဖြံမောဩဆိုးဆန်နေသောကုဝေရောကုဝေရာဟုနမင်းကြီးတိ၎င်းစတ္တရောလေးယောက်ကုန်သောတိမဟာရာဇာ ထိုစတုမဟာရနမင်းကြီးတို့သည်လောကပါလာအမြဲထာဝရလောကကိုစောင့်ရှောက်ကြကုန်၏။ဝါလူတို့ကိုစောင့်ရှောက်ကြကုန်၏။ယတသိနောညံ့မြတ်သောအချွေအယံရှိကြကုန်၏။ဒေပိမဟာရာဇာထိုစတုမဟာရနမင်းကြီးတို့သည်လည်းအံမေငါတို့ကိုအာရောဂိနာ အနာယောအကာကင်းရှင်းဈမ္မာခြင်းဖြင့်၎င်းသူခေနသကိုစိတ်နှပြပူပင်လုကင်းချမ်းသာခြင်းဖြင့်၎င်းအနုရကံသူ အစင်ထာဝရဆောင်းလျှောက်တော်မူကြပါစေကုန်တည်းကျွန်တော်သာသနာ့ဆောင်နမကြီး၄ပါးရဲ့အကြောင်းကိုလည်းဝေမျှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ ပုရတိမေနာဒါဒရထောဒက္ခိနေနာဝိရလကော မစ္စိမေနာဝိရပိခောကုဝေရောဩတရံတိတံလိုအာဒာနတိယသုမဟောရောမူတိအတိုင်းမြေမူတောင်ရဲ့အရှိမျက်နာ အလျာအနံယုစနာတထောင်ကျေတဲ့နတ်မြို့မှာဒါဒရထနမင်းကြီးနေတဲ့ကန္တပခေါ်တဲ့ကချိန်တဲ့နတ်များနဲ့မြေမူတောင်ရဲ့အရှိဘန်စัจ java လာအတွင်း နေထိုင်ကြတဲ့ဘုံပစိုးရုပ်ကစိုးနတ်အမျိုးမျိုးတို့ကိုအစိုးရတဲ့ဝိရလကနမင်းကြီးကမြင့်မူတောင်ရဲ့တောင်မျက်နှာအရန်အလျားအနံယူဆနာတထောင်စီကျဲဝန်းတဲ့နတ်မျိုးမှာနေထိုင်နေခုံမမျိုးဖြစ်တဲ့နတ်များနဲ့မြင့်မူတောင်ရဲ့တောင်ပန်းဆက်ကြဝလာအတွင်နေထိုင်ကြတဲ့နတ်မျိုးမျိုးတို့ကိုအစိုးရတဲ့ ဝိရောပကနာမည်ကြီးကမြင့်မူတော်ရဲ့အနောက်မျက်နှာအလျားအနံယူဆနာတဆောင်စီခြေဝန်းနဲ့နတ်မြို့မှာနေထိုင်နေ မြင့်မူတော်ရဲ့အနောက်ဖက်စကြဝဠာအတွင်နေထိုင်ကြတဲ့နတ်နဂါးနဲ့အခြားနတ်အမျိုးမျိုးတို့ကိုအစိုးရတဲ့ကုဝေရနာမည်ကြီးကမြင့်မူတော်ရဲ့မြောက်ဖက်မျက်နှာအလျားအနံယူဆနာတဆောင်စီခြေဝန်းနဲ့နတ်မြို့မှာနေထိုင်နေ မြင့်မူတောင်ရဲ့မြောက်ဘက်စက်ကြဝလာအတွင် နေထိုင်ကြတဲ့နတ်ဘလူးများနဲ့တကွာနတ်အမျိုးမျိုးတို့ကိုအဆိုးရတယ်။ဒီစတုမဟာရနမင်းကြီးလေးပါတို့ဟာ လောကကိုစောင့်ရှောက်တတ်လို့လောကပါဠိနမင်းကြီးလေးပါလို့ခေါ်ဆိုတယ်။ဘယေကြီးပါဠိမှာလဲစန္တာရောတိမဟာရာဇာလောကပါဠိယတတိနောလို့ပြဆိုထားတယ်။ဒီနေရာမှာနမင်းကြီးလေးပါတို့ကို ောကကိုစောင့်နေတာဆိုတဲ့ဥပခံလျှောက်ထားသလိုသာသနာတော်ကိုစောင့်တယ်လို့မဆိုဘူးလောကကိုစောင့်ခဲ့တော့ဘယ်လောကကိုစောင့်တာလဲလူလောကကိုစောင့်တာလားနတ်လောကကိုစောင့်တာလားသာသနာလောကကိုစောင့်တာလားလို့မေးစရာပေါ်လာတယ်ဒီအဖြစ်ကိုတော့950ဧကနိဗ္ဗာကုလဝကသမ္မာဟောထားတာရှိပါတယ် မြင့်မွန်တောင်အောင်မှနေကြတဲ့အတူရများဟာတကုတ်ပန်းပွင့်ခြင်းရောက်ခဲ့လျင်တောင်ရင်သာနတ်ကြီးများတောင်ရင်သာနတ်များက သူတို့ကိုရက်ဆက်တာကို တွေးမိပြီးမကြည်နိုင်ကြလို့စစ်သည်အလုံးရင်နဲ့တောင်ရင်သာကိုတက်ပြီးစစ်ပြူကြတယ်အတူရာတို့ဘေးရန်ကိုကာကွယ်ရန်အတူရာပြည်နှင့်တာရင်သာချမ်းမှာအဆောင်အစော၅ရက်ချထားတော်မူတယ်။ အဲ့ဒီအဆောင်အဆောင်ငါးရက်ကိုမြစ်မှုတောင်ရဲ့အာလိန်၅ဆင်လိုခွန်ကြတယ်ဒီအကြောင်းအရာကိုကုလဝကဇတ်တော်မှာဟောကြားတော်မူခဲ့ပါတယ်ဒီကုလဝကဇတ်တော်ရဲ့အလိုအရဆိုရင် စတုမဟာရေစတဲ့အာလိန်၅ဆင်တို့ဟာဒါရင်းသာနတ်ပြည်အတွက်ခံတမ်းမျိုးကင်းမျိုးများသာဖြစ်ကြတယ် ကြောင့်သတ္တမဟာရေနာမည်ကြီး၄ပါးတို့လောကကိုစောင့်နေဆိုတာဟာဓာတ်ရိုက်အားဖြင့်တာဝရင်းသာနတ်ပြည်လောကကိုစောင့်ရှောက်နေကြခြင်းသာဖြစ်သည်။သာသနာတော်ကိုစောင့်နေကြတာမဟုတ်ပါဘူး။သို့တော်လည်းမြေတိပါတာဝင်ဖြစ်စေမိမိတို့ကိုယ်ကိုယ်ရာပါတာကိုစောင့်ရှောက်တတ်ကြသလိုသတ္တမဟာရေနာမည်ကြီးများဟာလေဗုဒ္ဓဘာသာဝင်များဖြစ်ကြလို့ဗုဒ္ဓဘာသာကို အထိုက်အလျောက်စောင့်ရှောက်ကြတယ်ဒီအကြောင်းအရာကိုသုတ်ပါဠိအာဒနတိယသုံးမှာဟောကြားတော်မူခဲ့ပါတယ်အာဒနတိယသုံးမှာဘလို့ဟောကြားတော်မူလဲဆိုရင်မြတ်စွာဘုရားကရာဇချိုပြီးကိစ္စကုတ်တော်မှာသတင်းသုံးနေထိုင်တော်မူစဉ်နိုင်မင်းကြီး၄ပါးတို့ဟာအချမ်းအယံပရိသတ်နှင့်အတူတကွလာရောက်ဖူးမြော်ကြတယ်။လာရောက်ဖူးမြော်ရင်ကုဝေရနိုင်မင်းကြီးက အရှင်ဖရာရတနာသုံးပါးကိုမကြည်ညိုချတဲ့နတ်တွေဘလူးတွေရှိကြပါတယ်ဒီနတ်တွေဘလူးတွေဟာရတနာသုံးပါးကို ကြည်ညိုသူများနဲ့မတည့်ကြပါဘူးရတနာသုံးပါးကိုကြည်ညိုချသူကိုရံပြုကြပါတယ်မိစ္ဆာဒိဋ္ဌိနတ်ဘလူးများ အန္တရာယ်မပြုနိုင်အောင်အာတန္တတိယသို့အဆောင်အဆောက်ကိုရှောက်ထားပါရစေဆိုပြီး အာဒာနန္ဒီယတုကိုရှောင်းထားတော်မူတယ်။ဒီတုကိုရှောင်းထားသူကတော့ကုဝေရာအမည်ရှိတဲ့ဝိတဝနမင်းကြီးပါပဲ။သို့တော်လေကျန်တဲ့စတုမဟာစတုမဟာရေနမင်းကြီးများလည်းအတူတကွလာရောက်ကြပြီးဖြစ်လို့နမင်းကြီးလေးပါးစုံရှောင်းထားတယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်အာဒာနန္ဒီယတုဟာဘလူးတုကိုအစိုးရတဲ့ကုဝေရာနမင်းရဲ့အာနာဒာမကဘူး။ ခန္ဓာပဏ္ဏတို့ကို အစိုးရတဲ့ဒန္တရထနမေဂုံမဏ္ဏတို့ကို အစိုးရတဲ့ဝိရလကနမေနဂါမျိုးတို့ကို အစိုးရတဲ့ဝိရဘကနမင်းတို့ရဲ့အာနာလေးပါဝင်ပါတယ်နမင်းကြီးလေးပါတို့ရဲ့အာနာပါဝင်လို့အာတာနန္တိယတို့ရုပ်ပတ္တရစေနေသူကိုဘလူးတွေနတ်စိမ့်တွေတရေတွေနဂါတွေ ငွေစိုးတွေကလည်းမနှိမ့်ဆက်နိုင်ဘူးလို့သုတ်တွင်းမှာပါပါတယ်ဒီလိုမနှိမ့်ဆက်နိုင်အောင်အကအကွယ်အဆောင်အစောပေးတဲ့အထွတ်လောကပါလာနမင်းကြီးလေးပါလို့ခေါ်ကြတယ်လောကပါလာနမင်းကြီးလေးပါက လူတွေအပေါ်ဘယ်လိုမျိုးဆောင်းလျှောက်တာလဲဖျားဒါမျှမကသေးပါဘူးအချို့သောကျောင်းတိုက်တွေမှာစာသင်စာတွေရဲ့နေ့စဉ်ကိုရေးရာဇဝင်ကိုမှတ်တမ်းတင်သလို့ စတုမဟာရင်နမကြီး၄ပါးတို့ဟာလေနောက်လိုက်နောက်ပါနတ်သားများနှင့်အတူလူပြည်ကိုလှည့်ပြီးကောင်းမှုစရင်ကောက်ယူကြတဲ့ကွယ်မှန်ပါအဲ့ဒီအကြောင်းရင်းအနည်းငယ်အကျယ်ချက်ပြီးပြောပြပါအောင်ဖေဟာသုံးမဟာဝါအထကထာနှစ်သုံးလေးမှာဖွင့်ဆိုထားကတာဝရင်သာနတ်ပြည်မှာတလလင်းရှိရတရားနာရန်ကြွေးကြော်တဲ့ကွယ် တောင်ရင်သာနတ်ပြည်မှာဘသူရေတရားဟောတယ်လဲဆိုတော့သူဓမ္မအစည်းအဝေးအချိန်ရောက်ရင် တခါတရံသာမင်းကိုယ်တိုင်ဟောတယ်တခါတရံဓမ္မကတိကယဟန်တပါချွာရောက်ပြီးဟောတယ်တခါတရံအမျိုးအမည်မတင်ရှားသောဓမ္မကရိကနတ်တကဟောတယ်လာဇန်ရှိရဲ့လာဇုရှိရဲ့နေ့တွင်မှာစတုမဟာရနမင်းတို့ရဲ့အမတ်များလူပြည်ကိုဆင်းပြီးဆင်းရဲကြောက်ကြတယ်။ စရင်ကောက်ဖို့အတွက်ရွှေပြားနဲ့ဟင်းသာပြားဟင်းသာပြတ်သားကို ယူသွားကြတယ်။ဤမည်သောယောက်ျားဤမည်သောမိမဟာယရဏသုံးပါးကိုစီကတ်တယ်၅ပါးသီလကို ဆောင်ထိန်တယ်ဥပုံနေရောက်ရင်ဥပုံဆောင်တယ်မိဘလိုကြွေးတဲ့ယရဏသုံးပါးကို ပူဇော်ရတယ်လို့မှတ်သန်းတင်ပြီးအဲ့ဒီရွှေပြားကိုပြင်စတဲ့အခါနတ်သားရဲ့လက်ကိုအပ်ရတယ် ပြန်စားသိင်ခနတကမတလီမတလီလက်ကိုအရရဲမတလီကနေတဆင်းတခြားမင်းကို အရရဲကုသိုလ်ပြုသူနေလေရွှေပြားက နေတယ်ရွှေပြားငယ်ရာကို မြင်ယုံနေနတ်များက အရှင်တို့လူသားများဟာမင်းလျော်ပြီးနေကြတယ်အပေလေးပုံပြည့်ပြီးနတ်ပုံမှာအချင်းကြီးဖြစ်တော်မှာပဲလို့စိတ်မချမ်းသာကြဘူးတဲ့ ရွှေပြားကြီးတာကိုမြင်လျင်လူသားတွေကုသိုလ်ပြုတာများကြတယ်။အပေပုံစိတ်ပြီးငါတို့နတ်ဘုံစီပင်တော့မှာပဲလို့ဝမ်းသာကြတယ်။ဒီရွှေပြားမှာပါတဲ့ကောင်းမှုရှင်လူစည်ရင်းများကိုတရားမင်းကိုယ်တိုင်ဖတ်တဲ့တရားမင်းရဲ့ပဂရိအတန်ဟာ15ယူဇနာအထိသွားတယ်။အတန်ကိုမြင့်ပြီးဖတ်လိုက်တဲ့အခါယူဇနာ1000ကျဲဝင်းတဲ့ နတ်ပြည်အားလုံးလွှမ်းမိုးသွားတယ်လို့အထကရမှာဖွင့်ပြထားတယ်ကွဒိန်းမင်းကြီးလေးပါးစုဟာဘယ်အချိန်ကဗုဒ္ဓဘာသာဝင်အဖြစ်သို့ရောက်ရှိတာတာလဲဖေယားဒါကတော့အတိအကျကျမပြောနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဖះရှင်ဖြစ်စာတတတတဟာစံတော်မူစဉ်နောက်ဆုံးတတတတဟာဖြစ်တဲ့ရာဇယရဏတရာဇယရဏတတဟာ လင်းလုံးပင်ရင်စံတော်မူခြင်း49ရက်မြောက်နေ့မှာတပုတ်တာနယ်ဗလိကကုံတယ်ညီနောင်တို့ကပြားမုံစွန်းကိုကတ်လူကြတယ်ယတိကာယကတ်ကတိကာယပြမမင်းကတ်လူတဲ့တပိဟာသူဇာတာလူစွမ်းလူစဉ်က꽌ခဲ့တယ်သူဇာတာလူတဲ့ရွှေကွဲလင်းနေနစရာမြင့်မှာညှိုးခဲ့တယ် အခုတော့ခံယူစရာမရှိဘူးအဘယ်ဝိတုဖြင့်ခံယူရမလဲကို အကျံတော်ဖြစ်တော်စတုမဟာရဏမင်းကြီး၄ရောက်သူကကြောက်တဲ့ပိတ်၄လုံးကိုနှာရောက်ကတ်လူကြတယ်ထိုတဲ့ပိတ်၄လုံးကိုအတိတ်ထံပြီးနှိပ်လိုက်တော့အနာလေးရရှိတဲ့တပိတ်တလုံးဖြစ်ကြောင်းဘုဒ္ဓဘာသာဘုဒ္ဓဝင်မှာပြဆိုထားတယ်ဒီတော့စတုမဟာရဏမင်းကြီးတို့ဟာဖျားပွင့်တော်မူစဉ်ကပင် ဗုဒ္ဓဘာသာဝင် ဖြစ်နေကြပြီဘယ်အချိန်ကဗုဒ္ဓဘာသာဝင် ဖြစ်တယ်လို့တော့အတိအကျမပြောနိုင်ဘူးဒီလောက်ဆိုရင်ဥပခံရဲ့အမေဟာမြေလောက်ပါပြီနော်မှန်ပါမြေလောက်ပြေးပါပြီဖေဟာသာဓုသာဓုသာဓုပါဖေဟာမိတ်ဆွေများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေကြပါစေကျွန်တော်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ သာသနာဆောင်နမင်းကြီး၄ပါးဂါထာနှင့်အနိယကင်စိချဂါထာ ဆိုတဲ့အကြောင်းအရာလေးနဲ့ဝေမြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်